အခုပြောပြမယ့်ပန္နာနီလေးတွေကလည်းတရုတ်နိုင်ငံမှာအဓိကရှင်သန်နေထိုင်ကြတာဖြစ်ပေမဲ့ပန္နာကြီးတွေနဲ့ क्वे ပြမှုတချို့ရှိနေပါတယ်ပန္နာကြီးတွေလိုပဲချစ်စရာကောင်းတဲ့ပန္နာနီလေးတွေကိုဟိမဝင်နာတောင်တန်းမှာရှိတဲ့တမပိုင်းတစ်တောတွေထဲမှာပဲအဓိကတွေ့နိုင်ပြီးနေပေါ်နိုင်ငံအနောက်ပိုင်းကနေအရှိဘက်မှာတော့တရုတ်ပြည်အထိတွေ့ရတတ်ပါတယ်ဘော်ဒါဝန္ဒာစီစဉ်ကနေခုတစ်ခေါက်မှာပြောပြပေးချင်တာကတရုတ်ပန္နာနီလေးတွေအကြောင်းပဲဖြစ်ပါတယ် ရုတ်နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေမှာဆိုရင်ပန်ဒါတွေကိုထိမ့်သိမ်းကာကွယ်စောင့်ရှောက်ထားတဲ့အကြောင်းအရာတွေကိုမကြာခဏမြင်တွေ့ကြရမှာပါဟုတ်ပါတယ်မြက်ကွင်းမဲမဲလေးတွေနဲ့အမွေးဘွားရုပ်ကြီးလိုချစ်စရာကောင်းလာတဲ့ပန်ဒါလေးတွေဟာရုတ်နိုင်ငံမှာပဲရှိတာကြောင့်လည်းနိုင်ငံရဲ့တက်ရှိအမွေနှစ်တစ်ခုလိုထိမ့်သိမ်းကာကွယ်စောင့်ရှောက်ထားကြပါတယ်အခုပြောပြမယ့်ပန္နာနီလေးတွေကလည်းကျုပ်နိုင်ငံမှာအ धिक ရှင်သန်နေထိုင်ကြတာဖြစ်ပေမဲ့ပန္နာကြီးတွေနဲ့ကွဲပြားမှုတချို့ရှိနေပါတယ် ပန္နာကြီးတွေလိုပဲချစ်စရာကောင်းတဲ့ပန္နာနီလေးတွေကိုဟိမဝင်နာတောင်တန်းမှာရှိတဲ့တမပိုင်းတစ်တော်ရီထဲမှာပဲအဓိကတွေ့နိုင်ပြီးနေပေါ်နိုင်ငံအနောက်ပိုင်းကနေအရှိတ်ဘက်မှာတော့တရုတ်ပြည်အထိတွေ့ရတတ်ပါတယ်။ပန္နာနီကိုတွေ့ရတဲ့အရှိတ်ဘက်စွန်းနယ်နိမိတ်ကတော့တရုတ်နိုင်ငံရှန်ရှိပြည်နယ်မှာရှိတဲ့ကျင်လင်တောင်တန်းတွေပဲဖြစ်ပါတယ်။ဒါပြင်တိဘက်တောင်ပိုင်းအိန္ဒိယနိုင်ငံအာတန်နဲ့စစ်ကင်ပြည်နယ်ဘူတန်နဲ့မြန်မာနိုင်ငံမြောက်ပိုင်းတရုတ်ပြည်အနောက်တောင်ပိုင်းတွေမှာလည်းတွေ့ရတတ်ပါတယ်။ ပန္နာနီတွေကိုပင်လယ်ရေမျက်နှာပြင်အထက်ပေ9200ကနေ15900အတွင်းမှာတွေ့ရတတ်ပြီး သူတို့ကဒီဂရီစင်တီဂရိတ်30ကနေ25အတွင်းမှာရှိတဲ့အပူချိန်ကိုနှစ်သက်ကြပါတယ်။ပန္နာကြီးတွေနဲ့အဓိကကွဲပြားတဲ့အချက်တစ်ခုကပန္နာနီတွေဟာသူတို့ရဲ့အချိန်အများစုကိုတစ်ပင်ပေါ်မှာပဲအဓိကနေထိုင်ကြတာပါ။ဒါအပြင်ကိုခန္ဓာလည်းပိုသေးတယ်လို့အိမ်မွေးကြောင်ထက်အနည်းငယ်ပဲပိုကြီးပါတယ်။ အမီးကိုပါထည့်မတွက်ရင်ကိုရဲအရှိက20လက်မကနေ25လက်မလောက်ထိရှိပြီးအမီးအရှိကြီးတက်တက်ကတော့17လက်မကနေ23လက်မလောက်ထိရှိပါတယ်။ပန်နာတီတကောင်ရဲ့ကိုအလေးချိန်ဟာ10ပေါင်ကနေ14ပေါင်ထိရှိပြီးအမတွေကတော့အများဆုံး73ပေါင်လောက်ပဲရှိတတ်ကြပါတယ်။ပုံမှန်အနေနဲ့ရှေလျားပြော့ပြောင်းတဲ့နီညိုရောင်အမွှေးတွေရှိပြီးနတ်မောင်နဲ့မြက်ဝန်းနဲ့နှာခေါင်းကပန်တာနီရဲ့အမှတ်သားတစ်ခုလို့ဆိုရမှာပါ။ မူလကဟိမဝင်နာပန္နာနီနဲ့တရုတ်ပန္နာနီကိုမျိုးစိတ်ခွဲနှစ်ခုလို့ယူဆခဲ့ကြပေမဲ့လည်းနောက်ပိုင်းသူတေသနပြုချက်တွေအရသူတို့ဟာကွဲပြားတဲ့မျိုးစိတ်နှစ်ခုဖြစ်တယ်ဆိုတာကိုသိရှိခဲ့ကြပါတယ်။တွင်ပြင်လက္ခဏာမှာလည်းတရုတ်ပန္နာနီကအနည်းငယ်ပိုကြီးပြီးအမိမှာအနက်ရောင်အကွင်းတွေပိုများပါတယ်။တောင်တက်ချိန်မှာဟန်ချက်ညီစီဖို့သူတို့ရဲ့ရှေလျားတဲ့အမိတွေကိုအသုံးပြုကြပြီးစောင်းရာသီမှာအမိကိုခြုံတဲ့အဖြစ်ခန္ဓာကိုယ်ကိုပတ်ထားကြပါတယ်။ပန္နာနီတွေရဲ့ခြုံထက်တဲ့ခြေသေးလက်သေးတွေက ရေညှိတက်နေတဲ့တစ်ပင်တစ်ကိုင်းနေပေါ်တက်ရမှာမြဲမြံစီဖို့အကူအညီပေးပြီးတော့သူတို့ရဲ့ခြေချင်းဝတ်တွေဟာလည်းတစ်ပင်တွေကိုအလွယ်တကူတက်ရောက်နိုင်အောင်အဓိကအထောက်ပံ့ပေးပါတယ်။တစ်ပင်တွေပေါ်အဓိကနေထိုင်ကြတာကသူတို့ရဲ့သဘာဝဖြစ်တဲ့အပြင်ကြက်တဲ့မြေခွေးလိုမျိုးတားကောင်တွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့လည်းဖြစ်ပါတယ်။ဒါ့အပြင်သူတို့ရဲ့နီညိုရောင်အမွှေးအမြင်တွေကသူတို့နေထိုင်ရာပတ်ဝန်းကျင်နဲ့လာရောညီတွေရှိလာသလိုအနက်ရောင်ဝမ်းပိုက်တွေကြောင့်သူတို့ကိုရှာဖွေဖို့ခက်ခဲစေမှာဖြစ်ပါတယ်။ အစားအစာစားတောက်မှုအလေးထားကတော့ပန္နာကြီးတွေနဲ့တူညီကြပြီးသူတို့ရဲ့တန်မာတဲ့အန်သွားတွေကတနေ့ကိုဝါပင်၄ပေါင်လောက်ထိချိန်ဝါနိုင်ပါတယ်။အသားကိုတော့စားတောက်လေးတိတ်မရှိပဲဝါပင်တွေအပြင်တစ်ခါတည်းမှာအသီးနှံတွေတစ်သီးနဲ့အမြစ်တွေအပါအဝင်ဥတွေကျွတ်နဲ့ငှက်တို့ကိုစားကြပါတယ်။ရေပုံရအနေနဲ့ပန္နာနီဟာတကောင်စီနေထိုင်လေးရှိကြပေမဲ့လေတကောင်နဲ့တကောင်ထိတွေ့ဆက်ဆံတဲ့အချိန်တွေမှာသူတို့ရဲ့အမိတွေကိုကွေးပြတာနဲ့ခေါင်းတဆက်ဆက်ညှင့်ပြီးအော်ဟစ်တတ်ကြပါတယ်။ သူတေသနာပညာရှင်တွေကသူတို့အချင်းချင်းဆက်သွယ်ရမှာ Harkwack ဆိုတဲ့အတန်တခုကြားမှာဆက်သွယ်ပြောဆိုကြတာကိုလေ့လာတွေ့ရှိထားကြပါတယ်။ပန်နာနီတွေကအန်ဒီရဲ့တစုံတရာချင်းချောက်တာကိုခန်းစားရပြီဆိုရင်အဲ့လိုအတန်ပြုတ်ပြီးသူတို့ရဲ့အမိအင်းမှာရှိတဲ့အရေပြားအောက်ကဂလန်းအရေတစ်မျိုးကိုထုတ်လွှတ်လိုက်ပါတယ်။ပန်နာနီတွေဟာမိလိုက်ရာဒီကလွဲလို့ကြံတဲ့အချိန်တွေမှာတော့တကောင်နဲ့နေတတ်ကြပါတယ်။တနစ်ခွဲအရွယ်မှာမိလိုက်ဖို့အဆင်သင့်ဖြစ်နေပြီးဇန်နဝါရီလလေကနေမတ်လအထိမိလိုက်ရာဒီဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးရောက်မှညနေထိုင်မှုအတွက်ငှက်တိုက်လိုမျိုးအတိုက်ကိုတစ်ပင်ကြီးတွေပေါ်မှာတစ်ကိုင်းသစ်ရွက်တွေနဲ့ဆောက်လုပ်တတ်ပါတယ်။ဖျံမြအနေနဲ့ပန္နာနီအမားတကောင်ရဲ့ကိုဝန်ဆောင်ကာလက132ရက်ကနေ158ရက်အတွင်းဖြစ်ပြီးဇွန်လနှောင်းပိုင်းကနေဇူလိုင်လလည်းအတွင်းသားပေါက်ပါတယ်။သားပေါက်ရင်တကောင်ကနေ၄ကောင်အထိပေါက်တတ်ပါတယ်။မွေးကင်းစားကနေရပ်ပေါင်း90တိုင်အောင်မိခင်ကစောင့်ရှောက်ပေးပြီးအဲ့ဒီနောက်ပိုင်းမှာမိမိဘာသာရှာဖွေစားတောက်ကြတယ်လို့တီးကြလဲနေထိုင်ကြဆားကြပါတယ်။ တက်တန်းက၈နှစ်ကနေ10နှစ်အတွင်းရှိပေမဲ့15နှစ်ထိအသက်ရှင်နေထိုင်ခဲ့တဲ့မှတ်တမ်းတွေလည်းရှိပါတယ်။အပင်နဲ့တရိတ်ဆန်မျိုးစိတ်တွေထိမ့်သိမ်းရေးအဆင့်တန်းကိုသတ်မှတ်ပေးတဲ့အဖွဲ့အစည်းဖြစ်တဲ့ International Union for the Conservation of Nature ကပန္နာနီတွေကိုမျိုးသုံးလူနီးပါးတရိတ်ဆန်ဖြစ်သတ်မှတ်ထားပါတယ်။ပန္နာနီလေးတွေဆက်လက်ရှင်သန်ရေးကိုချိန်းချောင်းနေတဲ့အဓိကအချက်တွေရှိပါတယ်။အဲဒါတွေကတော့စိုက်ပျိုးရေးလုပ်ငန်းအတွက်တိုက်ခုတ်တာ၊တစ်တောတွေခုတ်ထွင်ရှင်းလင်းတာ၊အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူတာနဲ့ အမွှေးတွေကိုရောင်းဝယ်ဖောက်ကားဖို့မုတ်ဆိုးတွေကအမဲလိုက်တာတွေအပါဝင်တရားမဝင်အိမ်မွေးတရိတ်ဆန်အဖြစ်ရောင်းဝယ်ဖောက်ကားတာတွေကပန္နာနီလေးတွေဆက်လက်ရှင်သန်ရေးကိုချိမ့်ချောက်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတုဒ္ဓဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel youtube channel နဲ့ facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်ဗီဒီယိုအစ်စ်တင်တိုင်းသိရအောင်ဇလန်းရဲ့ facebook page ကို like and follow လုပ်ပြီး ရှဲပီးသွားကြပါအောင်ခင်ဗျာဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇလန်းမှတင်ဆက်တယ်